ကျွန်တော်ရဲ့မိတ်ဆွေတင်းနနာသားသမီးများအားလုံးမင်္ဂလာပါနော်တင်းနနာသားသမီးများအတွက်ပတ်စဉ်တောက်ကြံနေညနေ6:00နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေဝင်တဲရော့နမိတ်ကိုတဲရော့ကခုနကကြပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်တင်းနနာသားသမီးတွေအတွက်ကြလာတဲ့တဲရော့နမိတ်ရာဆိုရင်တော့ခွဲဖလားရှစ်လုံးဆိုတဲ့နေကတာနမိတ်ဖြစ်ပါတယ်ခွဲဖလားရှစ်လုံးရွှေကလတ်ရှစ်လုံးပေါ့နော်ဒီနမိတ်ကနည်းနည်းလေးထူးဆန်းတဲ့ကံကြမ္မာနမိတ်လို့ပြောမှဆိုရင်လည်းပြောလို့ရပါတယ်ဆိုတော့ရွှေကလတ်ရဲ့အရေးပါကြတော့အင်မတန်ကောင်းသောနမိတ်ပေါ့နော် အဲ့တော့စီဝဥစ္စာငွေကြေးဥစ္စာအလို့အကန့်အကြံစီစိတ်ကူးတွေအောင်မြင်နိုင်တဲ့ကံတော်တာမျိုးရှိ။အဲ့တော့ဒိဋ္ဌနာသတိတွေရဲ့အလုံးနဲ့ပတ်သက်ရင်အဆင်ပြေတယ်။အလုံးမရှိသေးတဲ့လူတွေအလုံးရ။အလုံးရဖို့အတွက်ကြိုးစားနေတဲ့လူတွေအောင်မြင်မယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့လူတွေဆိုရင်လည်းဖြစ်ထွန်းတတ်တာ။အပတ်ကနေပြီးတော့အဆင်ပြေပြီးတော့ဖြစ်ထွန်းနိုင်တဲ့ကံတော်တာပြောတာပါ။အဲ့တော့ဟိုကုမ္ပဏီဝန်ထမ်းတွေအစိုးရလက္ခဏာအလုပ်တွေလုပ်ကိုင်နေတဲ့သူတွေဆိုရင်လည်းပဲခိုက်တဲ့နေအောင်မြင်မှုတွေကိုအလုံးမှာရရှိတတ်တယ်။ ကုမ္ပဏီဝန်ထမ်းအလုပ်တွေဆိုရင်လည်းကိုယ်သူသာအထုတ်နေတဲ့ကိုယ့်ရဲ့မျှော်လင့်ချက်တွေအေးဝါ။ကိုယ်ဝန်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့လူတွေဆိုရင်လည်းစီဝါဥစ္စာတိုးတက်လုပ်ငန်းတွေတိုးချဲ့ရအကြံစီတွေအောင်မြင်မယ်။အခွင့်အရေးတွေရပါ။အော်လမ်းလျှောက်ရင်းနဲ့လမ်းပြောင်နေတဲ့သူတွေဆိုရင်လည်းလမ်းသစ်တွေပြန်ပေါ်တတ်တယ်။အဲ့တော့ဘက်ဘက်ကနေအစဉ်ပြေမဲ့ကန်တာတာနမိတ်ပါ။ဒါပေမဲ့ကိုရင်းကပြောခဲ့သလိုပဲဒီတဲတော့ကက်လေးဟာဒါထူးဆန်းတဲ့ကဲတော့ကက်လေးဖြစ်ပါလား။အစဉ်ပြေပေမဲ့ စိတ်ကုံတာဖြစ်တယ်စိတ်မဝင်စားသလိုဖြစ်နေတယ်ပေါ့အလုံးအစင်မပြေဘူးလားပြေတယ်အလုံးမှာစိတ်နေမကောင်းလားကောင်းတယ်ဟာအဲ့အလုံးကြီးကိုကိုယ်ကစိတ်ကုံနေတာမျိုးလေးဖြစ်တယ်ကိုယ်ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုယ့်ရဲ့အလုပ်ကိုင်းတွေအကြံစီတွေလုပ်ကိုင်းနေတယ်မအောင်မြင်လားအောင်မြင်တယ်ဒါပေမဲ့လှုပ်ချင်တဲ့အကြံစီတွေမရှိဖြစ်အဲ့တော့စီးပွားရေးကငွေကြေးဥစ္စာတွေတွေတိုးတက်မလာဘူးလားဆိုတော့လေတိုးတက်လာတိုးတက်လာပြီမဲ့လည်းပဲ အဲ့ဒီအလုပ်ကိုစိတ်မပါသလိုဖြစ်နေတတ်တယ်။ဒါကြောင့်မလို့တရင်လာသားသမီးတွေအတွက်ဒီကာလမှာပုဂ္ဂိုလ်ကိုငါဘလို့ကြီးဖြစ်နေပါလဲ။မဆိတ်ကဘလို့ဖြစ်နေတာလဲ။အဲ့လိုမျိုးတွေအဖန်ဖန်ထက်တဲ့ပုဂ္ဂိုလ်ကိုပြန်ပြီးတော့သုံးသက်မိနေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလား။ဒီကငါတကယ်လိုချင်တဲ့အရာပဲ။အခုရနေပြီ။ဒါဘာကြောင့်ငါမပြောတာလဲ။ဒီရတုကငါတကယ်တိုးကျင်ခဲ့တဲ့ရတုပဲ။အခုတိုးပြီ။ ာဓုတို့ကိစ္စတွေကြုံပြီးကိုလိုချင်တဲ့ယာဓုကိုလည်းရတယ်ကိုလိုချင်တဲ့နေရာကိုလည်းရတယ်ဒါပေမဲ့စိတ်ထဲမှာမပျော်မွေ့သလိုခံစားနေရတာပါကိုကငွေကြေးဥစ္စာဒနာပစ္စည်းတွေကိုတတော်လေးစ조사ပြီးတော့ရှာပွေတယ်အဲ့တော့အောင်မြင်တဲ့သလားအောင်မြင်လာတယ်တိုးတက်တဲ့သလားတိုးတက်လာတယ်ငွေကြေးတွေအဆင်ပြေတဲ့သလားအဆင်ပြေလာတယ်ဒါပေမဲ့ဘလို့ဖြစ်သွားတာလဲမပျော်မွေ့သလိုဖြစ်နေတဲ့အဲ့တော့ညနေသားသမီးတွေဟာ ဲ့ဒီအစဉ်ပြေခြင်းတွေကိုကြောခိုင်းနှိမ့်နေတတ်ပါလားကြောခိုင်းရင်လေးတွေလည်းပေါင်နေတတ်ပါလားတန်ဝေကညံမဟုတ်ပါဒါအလုတ်ကိုညင်းငွေ့တဲ့သဘောတွေဖြစ်တယ်အလုတ်ကိုစိတ်ကုန်တဲ့သဘောတွေဖြစ်တယ်အဲ့တော့ဒီနောက်သားသမီးတွေကိုအကြံဉာဏ်ပေးတင်တာကတော့လက်ရှိကိုလောက်ကန်နေတဲ့စီပွားရေးတွေအလုတ်ကန်အကြံစီတွေကိုခင်တာခဏလေးထားခဲ့ပြီးတော့တဲ့ရနေ့ရဘယ်ဖြစ်ဖြစ်ရရသလောက်ပေါ့နော်အချိန်တွေပေးသလောက်ခကြီးတွေပါရေးထွက်တင်နေဖျားဘူးခကြီးလို့ခကြီးမျိုးတွေထွက်တင်နေ ဘာသာရေးနဲ့ပတ်သက်တဲ့ခရီးထွက်တဲ့အပန်းဖြေခရီးမျိုးတွေထွက်တဲ့မှာအနားယူဖို့အတွက်အချိန်အနည်းငယ်ပေးလိုက်မယ်ဆိုရင်အင်အားတွေပြန်လဲပြီးတော့ပြေဝကောင်းမွန်လာမှာဖြစ်ပါတယ်တရကူကဒေနာသမီးတွေတဲ့စေဘာရဲ့အလောက်ခံကြံသေးတွေလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားပေါ့နော်အဲ့လိုမျိုးတွေးရပြနေတဲ့ကိစ္စတွေတွေးဝင်နေတဲ့ကိစ္စတွေချင်းလုပ်ကိုလုပ်တင်ပါတယ်နော်အဲ့တော့အားလားလေးတို့တော့ကြံကြံပေးတင်ပါတယ်အောင်မြင်မဲ့ ကန္တာမျိုးအပြည့်အဝရှိတယ်လို့နားလည်ပြီးတော့စူးစမ်းအထုတ်တင်ပါတယ်။နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စငွေကြေးနဲ့ပတ်သက်တဲ့ကန္တာမှာကြတော့သူတစ်ပါးကဆွဆွဲပြောဆိုခံရခြင်းတွေကြုံရတတ်ပါ။ငွေကြေးနဲ့ပတ်သက်ပြီးတော့စိရင်စရာကင်တွယ်နေတဲ့သူတွေဆိုရင်အထုတ်တတိထားတဲ့အချိန်ကလာဖြစ်ပါလား။သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။ဓာတ်ခိုးရာကိုလက်ဝင်ဆိုတလိုမျိုးအဖြစ်ပြက်မျိုးတွေကြုံရတတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးနေမျိုးမှုလေးတွေ စိုက်ရွာခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ပတ်စံချီတာငားတာအာမခံတာမျိုးတွေကိုလုံးဝမပြုတ်လို့တင်တဲ့အချိန်ကာလမျိုးဖြစ်တယ်။နောက်လောင်းသားဆန်ဆန်လိုရတဲ့လုပ်ငန်းမျိုးတွေအထူးသတိထားပြီးတော့လုပ်တင်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကဏ္ဍမှာကြတော့စေရထားဆိုတဲ့နာမည်ကအတိုက်ခံလေးတွေဖြစ်တတ်ပါဘူးနော်။လူမှုရေးကဏ္ဍတွေမှာအတိုက်ခံလေးတွေဖြစ်တတ်တယ်။လူမှုရေးကိစ္စတွေအကြောင်းပြုပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတတ်ပါတယ်။ဒါမမျှော်လင့်မဲ့ကိုချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေနဲ့ အထင်မြင်လွဲခြင်းလမ်းခွဲရခြင်းလေးတွေလည်းကြုံရတတ်ပါအဲတော့ဆွေမျိုးသားချင်းတွေနဲ့ပေါင်းရင်းဆက်ဆံရေးတခြားရသောလူမှုပေါင်းရင်းဆက်ဆံရေးတွေမှာအတိုက်ခံနေမဖြစ်အောင်ကြောင်းတဲ့အထင်မြင်လွဲမှားမှုတွေမကြုံရအောင်တတိထားပြီးတော့အကျိုးသားအထောက်အထင်အချိန်ကာလမျိုးဖြစ်ပါတယ်အဲတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကတော့ကံသာတာရဆိုရင်အစိုးညံ့အခိုင်ကြီးကြီးမားမားမရှိပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံသာတာကောင်းတဲ့ကံသာတာရတဲ့ယောဂဝေဒနာလေးရှိရင်တော့မှ တက်တာပြောင်းကင်းသွားနိုင်တော့ဗောနော်စေဝါကုသခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသူလူကြကြအောင်မြင်မှုရနိုင်ပါဒေနာရင်းနဲ့ပတ်သက်တဲ့ကံတာတာတွေတော်တော်လေးကိုကောင်းပါအဲဒါဆောင်းမွေးဖြေဖို့တို့တင်းနှံတက်ဖို့တို့ကြောင်းတက်ဖို့အတွက်အပတ်တကုတ်ကြိုးစားအထုတ်နေတဲ့တင်းနှလသားသမီးတွေအတွက်ဆိုရင်တော့အင်မတန်မှအချိန်ကြီးကောင်းပါနောက်အခြေအနေနဲ့ပတ်သက်ရင်လည်း the star တဲ့တွန်းလင်းတောက်ပါတဲ့ကံကြမ္မာနမိတ်ကြတာပေါ့နော်အဲ့တော့အခြေအတွေစိတ်ချမ်းသာမယ်အင်တော်ရင်းနဲ့ပတ်သက်တဲ့ကံသာတာတွေအတွေ့စိတ်ချမ်းသာပြောရှင်းရမ ကိုယ်အနောက်ချက်ပြုနေတဲ့အချစ်သူတွေနဲ့မမျော်လင့်မဲနဲ့ဝေးပြီးဆုံးသွားတာပေါ့နော်အချင်းနဲ့ပတ်သက်ပြီးတော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေတဲ့ပြဿနာတွေပြီးသွားတာမျိုးတွေကြုံမှတတ်ပါဒါတင်းလာအသားသမီးတွေတွေကန်သာတာကိုတဲရောပြနမိတ်ဖတ်ကြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့လုံရင်ကောင်းမလားမကောင်းလားလုံတင်လားမလုံတင်လားသွားတင်လားမသွားတင်လားဆိုရင်သွားတင်တယ်လုံတင်တဲ့အချင်းတွေကောင်းတယ်အဓိကထွက်မပြေးပါနဲ့နော်ဒါကြီးကကျွန်တော်တို့ဘဝမှာ တရနာသမီးတွေကျွန်တော်တို့ဘဝတက်သက်တာကာလပဲလို့ဒီစီးပွားရေးတို့အလုပ်အကိုင်းတို့ငွေကြေးတို့ဆိုတဲ့ကိစ္စတွေဟာရာသက်ပံပတ်သက်ရမယ်ကိစ္စတွေဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီတဘာဝတရားတွေကနေထွက်ပြေးဖို့အစင်းစားပါနဲ့လို့တနင်္လာသမီးတွေကိုအကြံဉာဏ်ပေးတင်ပါတယ်။တရနာသမီးတွေဆိုရင်အကျိုးပေးတဲ့အကံကောင်းတဲ့အရောင်လေးတွေရှိပါတယ်။အဲ့ဒါဘာအရောင်လေးတွေလဲဆိုတော့အဝါအရောင်နဲ့အစိမ်းအရောင်နဲ့ကောင်းပါတယ်။အဲ့တော့တီတို့တာတွေကံသမဲတို့တာတွေဝန္ဒနာပါတဲ့တင်းနာသားသမီးတွေဆိုရင်ငါအစာလေးစုံတော့ လေးအစားငါးစုံစတဲ့နံပါတ်တွေရှားပြီးတော့ထိုးတက်ပါတယ်။နောက်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမယန်းသီးတို့မယန်းသီးယိုတို့မယန်းသီးဟောဇီးတို့ကလေးတွေလည်းရှိပါတယ်။အဲ့ဒီတွေကိုအာဟာရအကက်လူပူတော်ပြီးတော့ဆူတောင်းလိုက်မယ်ဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ကံတရားအညာခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသင့်မှာဖြစ်ပါတယ်။တနင်္လာသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေလို့ဒီပါမင်္ဂလာအချမ်းနေလေးလေးနဲ့နဲ့ဆူတောင်းမြတ်တာပို့တက်လိုက်ပါတယ်။ ကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာချန်ကအားလုံးအတွက်အကျိုးများတယ်ပွဲလေးတစ်ပွဲဖိတ်ချင်ပါတယ်နော်အဲ့ဒါ၄ရက်ဆက်တလာ2025ဒီတောင်မုံလာပြည့်နေ့ညဖြစ်ပါတယ်အဲ့ဒီနေ့ဟာစေပေါင်းကားတဲ့ညဖြစ်တယ်နွေမြင့်တပင်စေဘဲဝင်တာပေါ့နော်အဲ့ဒီတောင်မုံလာပြည့်နေ့ညစေပေါင်းကားတဲ့ညမှာကျွန်တော်ယူရောမင်္ဂလာချန်မှာစေဖို့ပွဲရှိပါတယ်ဘာစေးလဲဆိုတော့ဈေးခေါ်လက်ပွင့်မျက်နှာပွင့်ပီယာစေးဖြစ်ပါတယ် ပြောစဉ်ခုနှစ်ယောက်ကတန်လိုက်တော့မုံငင်းစီနဲ့တွေ့တယ်။ဘေးကလူပေါင်းများစွာကမေတ္တာတို့တည်းတရားစရွတ်တယ်။ဇပကြီးသီးကြီးတွေထည့်ပြီးတော့ဖော်ဆက်ရတဲ့စီဖြစ်တယ်။အဲ့တော့ဒီထဲမှာအပြောစဉ်ခုနှစ်ယောက်ကပီရတတ်တွေပါတယ်၊တန်လိုက်တတ်တွေပါတယ်၊ညှို့တတ်တွေပါတယ်။အာအိဗရာဟမမျက်နှာပွင့်တယ်၊လက်ပွင့်တယ်၊စီကားစီတယ်၊စကားပြောအောင်မြင်သေးတာပေါ့နော်။အိဗရာဟမအကျိုးများတာပေါ့။အဲ့စီကိုတန်လိုက်စီအဲ့လိုတော့ခေါ်ပါတယ်နော်။အဲ့တော့အဲ့စီတော်ကြီးကိုဒီဇောင်းမလာပြည့်နေညမှာကျွန်တော်တို့ယူရမင်္ဂလာဆရာမဆေးပေါ်ပဲကျစ်ပါမှာဖြစ်ပါတယ်။ ကျွန်တော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတွေဆေးဖို့ဘွဲကိုကြွားခဲ့ကြပါညနေ9:00နာရီ6:00နာရီလောက်ရောက်ရင်ရပါတယ်နော်မှတ်ပုံလေးလေးတွေယူလာခဲ့ပါအဲဒီညမှာကောင်မလာပြည်ညာဆေးပေါင်းခတဲ့ညမှာကျွန်တော်တို့အတူတကွာမေတ္တာတို့တွေစူပေါင်းပြီးတော့ရုပ်ပြီးတော့ဆေးဖို့ကြမှာပါကောင်မလာပြည်ညာမှာပေါ်ဆက်တဲ့ဆေးတွေကိုလည်းအဲဒီညမှာတညာညာတွင်းချင်းတယောက်ကိုဒဗလင်းကြပြန်ပြီးတော့ဝေချမ်းပေးมาဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေ၄ရက်7လ2025မှာ စေဘောဘွဲကိုကြွားခဲ့ကြပါအမှတ်ပုံနှင်းလေးတွေယူခဲ့ကြပါတင်လာလုံးယူရိုမင်္ဂလာချမ်းမှာနေရမှာဖြစ်ပါတယ်နော်စေဘောတဲ့အစီအစဉ်ညာ2နာရီ3နာရီလောက်မှပြီးမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်လာတင်လာတိုင်းတရက်နေ့တိုင်းဘေးရင်လက္ခဏာဆရာပြစ်တင်တန်းရှိပါတယ်တင်တန်းတက်ခြင်းတဲ့လူတွေတရက်နေ့အရောက်လာခဲ့ကြရမှာဖြစ်ပါတယ်